အားလုံးမင်္ဂလာပါကျွန်တော်တို့ football live အစည်းအဝေးကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပီးလိုက်ပါတယ်ပေါ့နော်အဲ့တော့ဒီနေ့မှာဒါကျွန်တော်တို့ပြောဖို့ဆိုဖို့လူလာတဲ့အကြောင်းအရာတစ်ခုတော့ရှိလာခဲ့ပြီအဲ့ဒီအကြောင်းအရာကတခြားသောအကြောင်းအရာတော့မဟုတ်ဘူးလက်ရှိမှာဒါကျွန်တော်တို့နောက်ဆုံးဒါကျွန်တော်တို့ update သတင်းတွေကတော်တော်လေးဟိုဖြစ်လာတဲ့ Manchester United တိုက်စစ်ရောင်းချမဲ့သတင်းတွေကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်တယ် Manchester United အသင်းရဲ့အခုလက်ရှိမှာတို့တို့မှာတိုက်စစ်မှုနှစ်ဦးရှိတယ် ရက်စမူဝိုင်လဲနဲ့ဒါကျွန်တော်တို့ဂျော့ရှူဆီဂစီဆိုတဲ့တိုက်စပ်မှုနှစ်ယောက်ရှိတယ်ဒီနှစ်ယောက်လုံးကိုလက်ရှိမှာစီးရီကလပ်တွေနေနဲ့လာမဲ့နေရာဒီမှာခေါ်ယူခြင်းတယ်ရက်စမူဝိုင်လန်ကိုတော့မန်ချက်စတာယူနိုက်တက်အသင်းနေနဲ့ရောင်းသွားဖို့အစီအစဉ်ရှိပြီးတော့ဂျော့ရှူဆီဂစီကိုတော့တက်ရှိနီးပြဖြစ်တဲ့အာမိုရင်းကကြိုက်တော်ပေါ့ဟိုအသင်းကနေပြီးတော့တော်တော်လေးကိုထိန်းသိမ်းသွားပြီးဖို့အတွက်တောင်းဆိုသွားခဲ့တယ်အဲ့တော့လက်ရှိမှာလာမဲ့နေရာဒီမှာမန်ချက်စတာယူနိုက်တက်တိုက်စပ်နေရာအတွက်ကဒါကျွန်တော်တို့အဝယ်အတွက်ကခုချိန်ကလေးကစီစဉ်နေပြီးတယ်ဆိုအကုန်သိပြီးသားဖြစ်လိမ့်မယ် တို့ပေမဲ့တော့ညလည်းဒီနေရာမှာအယောင်းတက်ကိုလည်း Manchester United ကအပူတပြည့်လှုပ်ဆောင်နေလို့သိရတယ်မှာပါအဲ့တော့အဓိကကတော့ Rice Blue White Land ပေါ့နော်ဟို White Land ကို Manchester United အသင်းကဒါကျွန်တော်တို့လွန်ခဲ့တဲ့3လနဲ့4လလောက်ကသူတို့ကပလန်လုပ်ထားခဲ့တဲ့ season ကအငှားနဲ့ထုတ်မယ်ဒါကျွန်တော်ကာလရှည်ကြပေါ့နော်နှစ်နှစ်လောက် long season လို့ပေါ့ဆို Rice Blue White Land ကတော်တော်လေးကိုငယ်သေးတယ် White Land ကိုနှစ်နှစ်လောက်ဒါကျွန်တော် series မှာအငှားနဲ့ပြန်ထုတ်ဒီကစားသမားကို confident bailer ပြန်လုပ်ပြီးအသင်းကိုပြန်ခေါ်ပေါ့နော်တချိန်ကဒါကျွန်တော်တို့အာ Saliba ကိုဒါကျွန်တော်တို့ Arsenal က train ခဲ့တဲ့ပုံစံအခုနောက်ပါအဲ့ဒီပုံစံသူတို့အရင်သုံးတယ်ပေါ့နော် ော့ဒါကျွန်တော်တို့စကားလုံးပုံပေါ့နော်အဲလက်ရှိမှာစာလီဘာကိုဒါကျွန်တော်တို့ပြင်သစ်လီကူကမှာနှစ်နှစ်သုံးနှစ်လောက်ပြစ်ပြီးလွတ်ထားခဲ့တယ်လို့ပဲပြီးတော့မှဒါကျွန်တော်တို့လက်ရှိသူ့ရဲ့မိခင်အသင်းကိုပြန်ခေါ်ရတဲ့သူပုံစံမျိုးလုပ်ချင်တယ်ပေါ့နော်အဲ့တော့ဒီလိုပုံစံမျိုးကိုဒါကျွန်တော်တို့အာစတိုအသင်းကအခုဆိုရင်ဒါ United အသင်းကလှုပ်ဆောင်မှုအတွက် Rice Mulholland ကိုပြင်ဆင်ခဲ့တယ် ဂျားထဲမှာအာမိုရီနဲ့ရက်စ်မူဝိုင်လန်ကိုအချိန်နဲ့အများကြီးပေးခဲ့ပြီးသူ့အနေနဲ့ဒါကျွန်တော်တို့ရက်စ်မူဝိုင်လန်များကောင်းလာမလားဆိုပြီးနီးပြအဖွဲ့နဲ့တူဒါအချိန်နဲ့အများကြီးပေးခဲ့တဲ့ကစားသမားတယောက်ဖြစ်တယ်။ဒါပေမဲ့လက်ရှိမှာရက်စ်မူဝိုင်လန်နဲ့ပတ်သက်ပြီး Manchester United ရဲ့အသင်းရဲ့ဒါကျွန်တော်တို့တိုက်စစ်ပိုင်းဒါကျွန်တော်နီးပြအုပ်စုတွေနဲ့ရက်စ်မူဝိုင်လန်ကိုလက်ရှိမှာ give up လုပ်လိုက်ပြီးဆိုတဲ့သတင်းတွေထွက်လာခဲ့တယ်။ဒီထဲမှာအဓိကကြတာကရက်စ်မူဝိုင်လန်အခုချိန်မှာဒါကျွန်တော်တို့ကန်နေတဲ့ခြေစွမ်းကဒါအကုန်ပဲဒီထက်တိုးတက်လာစရာအကြောင်းမရှိတော့ဘူးလို့ဒါကျွန်တော်တို့ United အသင်းရဲ့ဒါတိုက်စစ်ပိုင်းနီးပြအုပ်စုကနေပြီးတော့ဒါကျွန်တော်တို့ထုတ်လိုက်။အဲ့တော့ဒါကြောင့်မို့ဒါကျွန်တော် Ruben Amorim င်းတွေအခုလက်ရှိမှာကြားရတဲ့သတင်းတွေကလာမယ့်နူယာဒီမှာဒါတိုက်စစ်ပိုင်းအတွက်ဒါရောင်းထုတ်ရမယ့်လူစည်းငွေတွေဒါကျွန်တော် Ineos အုပ်စုကဒါ PKB ဆိုတဲ့ collar ဟာလိုက်ထွက်ခဲ့ပြီး United အသင်းနဲ့လာမယ့်နူယာဒီမှာအသင်းကနေပြီးတော့တရားဝင်အသင်းမှာမရှိလဲရတယ်ဆိုတဲ့ကစားသမား nameless ကဒါကျွန်တော်တို့ Ineos လက်ထဲတောင်ရောက်နေပြီဆိုတဲ့ collar ဟာလာသတင်းဆက်ဆံတွေစတင်ပြီးထွက်လာခဲ့တယ်အဲ့ဒါမှဒါ Rice Mobile Land ကနံပါတ်1ပေါ့နော်ပထမခုနပြောခဲ့တဲ့ Rice Mobile Land ကို Manchester United အသင်းကဒါနှစ်နှစ်လောက်အငှားနဲ့ပုံစံမျိုးထုတ်ပြီးတော့အသင်းကိုပြန်ခေါ်ဖို့အတွက်စီစဉ်ထားတယ်ဒါမှမဟုတ်ဘောက်ဆိုကနပါဒီကစားသမားကို United ခေါ်တဲ့ချိန်မှာ ယူရို85တန်းအောင်ပေးချေပြီးတော့ခေါ်ယူခဲ့ရတဲ့အတွက်ကြောင့်မလို့ Manchester United အသင်းနေနဲ့ဒါကျွန်တော်လွယ်လွယ်နဲ့ဒီကစားသမားကိုလက်မလွတ်ချေပေါ့ဆိုအခုချိန်မှာပြန်ရောင်းလာဒီကစားသမားကိုအများဆုံးရယူရို35တန်းနဲ့ယူရိုတန်း40ပတ်ချလဲဝင်ကျင်ကြပဲမိုင်ကုံရမယ်အတွက်ကြောင့်မလို့ဒါ United အသင်းနဲ့ဒီကစားသမားကိုဒါကျွန်တော်တို့ရောင်းပြီးတော့ကစားသမားစီကနေပြီးတော့ အရှုံးပုံစံမျိုး United ကမလုပ်ချင်ဘူးဆိုတော့ဝယ်ထားရမှာဘလောက်မှမကြသေးဘူးဒါခုနရောင်းရင်လည်းရှုံးမယ်ဆိုတဲ့ပုံစံမျိုး United အသင်းကလုံးဝမလုပ်ချင်ဘူးတုံ့ပြန်မဲ့တော့ညာတဲ့လက်ရှိမှာ United အသင်းရဲ့ဒါတိုက်ဆက်ပိုင်းနီးပြရင်နေနဲ့ White Line ကိုလုံးဝ give up လုပ်လိုက်ပြီးတော့လက်ရှိအခြေအနေကဒီထက်ပိုပြီးတော့တိုးတက်လာစရာအကြောင်းမရှိဘူးဆိုတဲ့အခြေအနေနဲ့ Rice Move White Line ကိုလာမယ့်နွေရာသီမှာအယောင်စင်းတင်ချလိုက်ပြီအယောင်စင်းတင်နေပြီးချင်းမှာပဲဒါကျွန်တော် CBA Club တွေဖြစ်တဲ့အသင်း3သင်းနဲ့4သင်းလောက်ကဒီကစားသမားကိုခေါ်ယူဖို့တောက်လျှောက်စိတ်ဝင်စားနေတည်ရတယ်ဒီကစားသမားကအခုလက်ရှိမှာ La Liga ကအသင်းတချို့ကလည်းစိတ်ဝင်စားနေဆိုတော့ Cola ာတွေထွက်နေတယ်အဲ့ကြောင့်ကျွန်တော်နည်းနည်းလေးဒီဒီပြောအောင် Rice Mobile လဲအခုလက်ရှိမှာသူ့ရဲ့အသင်းဟောင်းဖြစ်ခဲ့တဲ့ Atlanta ကနေပြီးတော့လက်ရှိမှာ Manchester United အသင်းစီကနေပြန်ဝင်ခြင်းတယ် Atlanta ကလက်ရှိမှာလာမယ့်နေရာဒီမှာသူတို့ရဲ့အဓိကတိုက်စစ်မှုဖြစ်တဲ့ Adama Lookman နေဟုတ် Adam Lookman အဲ့ပေါ့ Adam Lookman အနေနဲ့လား Lookman အနေနဲ့လာမယ့်နေရာဒီမှာအသင်းကထွက်မှာတရားရဂိုင်းလုံးတည်ကြတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါ Lookman နေရာကိုကစားသမားဟောင်းဖြစ်ခဲ့ဘူးတဲ့ဒါ Rice Mobile လဲနဲ့အစားထုတ်မှုပြန်လည်ပြီးပြင်ဆင်နေတယ် Rice Mobile လဲကိုပြန်လည်ဝယ်ယူတဲ့နေရာမှာ Atlanta နေနဲ့တသက်တသာဈေးတသက်တသာဖြစ်တဲ့ Euro 35 5တန်းနဲ့40ပတ်ချလေဝင်းကျင်ကြလောက်နဲ့ဝယ်ယူနိုင်မယ်လို့သူတို့အနေနဲ့ confident လုပ်တယ်။ Atlanta မှာတစ်ချိန်ကခြေစွမ်းပြခဲ့မှု potential ရှိခဲ့တဲ့ chart တိောက်အနေနဲ့ Atlanta မှာပြန်လေပြီးတော့ခြေစွမ်းပြနိုင်မယ်ဆိုတဲ့ပုံစံမျိုးကိုအခုလက်ရှိမှာဒါကျွန်တော်သိရတော့ကတော့ Atlanta ဘက်ကမျှော်လင့်နေတယ်မှာပါတယ်။ United ကအခုလက်ရှိမှာဒါကျွန်တော်တို့လာမယ့် New Year ဒီမှာဒီကစားသမားကိုရောင်းချသွားဖို့တဲ့ season တွေပြီးတော့တတ်မှတ်ဈေးက Euro 350လောက်ပြန်လို့ချင်တယ်။ရှုံးမဲ့ရှုံး35တန်းလောက်ပဲရှုံးမိတာထပ်ဝက်တော့တို့အနေနဲ့မရှုံးနိုင်တဲ့မှာပါ။ဒါပေမဲ့ပြဿနာကလက်ရှိမှာ Euro 350လောက်ကိုဒါ White လက်အတွက်ဘယ်အသင်းကမှမပေး းချေခြင်းလိုတဲ့အတွက်ကြောင့်ဒီဈေးကနည်းနည်းလေးမြင့်မာလို့အဲ့တော့ယူနိုက်တက်ဘက်ကကျွန်တော်မြင်တာပေါ့နော်တကယ်တမ်းကမ်းလှမ်းမယ်ဆိုရင်တော့40 42 45ပတ်ချလဲဝင်းကျင်ကြနေ white line အပြောင်းရွှေ့ကပြီးသွားနိုင်လို့လို့မြင်တယ်အခုလက်ရှိမှာ Atlanta တွေမဟုတ်ဘဲနဲ့ Napoli တင်းကလည်းစိတ်ဝင်စားတယ်တချို့သောကောလာဟာလာတွေမှာဒါကျွန်တော်လက်ရှိမှာစီမွန်နီရဲ့ Atletico Madrid ကလည်းစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းထွက်နေတယ်။ဒါကြောင့်ကောလဟာလာတွေမှာ AC Milan ကလည်းစိတ်ဝင်စားနေဆိုတဲ့သတင်းထွက်တယ်။အဲ့တော့လက်ရှိမှာ White Line ကတော့ potential ရှိလာနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်အသက်လေးငယ်သေးတဲ့အတွက်သူ့အနေနဲ့က we can fix him ဘောနော်သူ့ကိုပြောင်းလဲပြစ်နိုင်တယ်ဆိုတဲ့စိတ်ဓာတ်တွေနဲ့အတူဒါအသင်းတွေတော်တော်များများကဒီကစားသမားကိုတော်တော်လေးကိုအကုန်လုံးကအလိုရှိနေကြတယ်အဲ့တော့ United ဘက်ကလည်းရှင်းတယ်အလိုရှိတဲ့ကစားသမားအလိုရှိတဲ့အသင်းတွေရှိရတဲ့ကြောင့်မို့သူတို့ကလည်းဝမ်းပါတယ်သူတို့နေတဲ့ဒီကစားသမားကိုရောင်းဖို့အတွက်ပြင်ဆင်သွားမယ်။ဒါမဲ့တင်ရဒီမှာ Rice Moon Hoyle ရဲ့အယောင်းကရတဲ့ပတ်စံကိုဒါ Liam Delap ရဲ့အကြောင်းရှုအတွက်လည်း United က funding တစ်ခုအနေနဲ့အသုံးပြုသွားမယ်ဆိုတဲ့ Kola Hala တွေထွက်နေတယ်။အဲ့တော့ United အသင်းနဲ့ Liam Delap ကိုခေါ်ခြင်းနဲ့ဆိုရင်တော့မှ Rice Moon Hoyle ကိုအရင်ဆုံးရောင်းရမယ်ဆိုတဲ့သတင်းတွေကတော်တော်ဖျက်ဖျက်တက်နေတာကိုတွေ့ရမယ်။အဲ့တော့ United ဲ့အသင်းရဲ့လာမယ့်နူရာဒီမှာ Rice Room Hotline ကို United Engine နဲ့တွေ့ရဖို့ရခိုင်နှုန်းကတဖြည်းနဲ့တဖြည်းတော်တော်လေးကိုနည်းလာပြီဖြစ်ပြီးတော့ United အသင်းပရိသတ်တွေက Rice Room Hotline သာရောင်းပြခဲ့မယ်ဆိုတော့ဘယ်သူမှသိပြီးနှမျောမယ်တဲ့မှာမပပါဘူး။ဘာလို့ဆိုတော့လက်ရှိမှာ United အသင်းနံပါတ်9ကစားသမားတော်တော်လေးကိုဒါကျတော့အားနည်းနေပြီးတော့ United အသင်းနဲ့နံပါတ်9နေရာအတွက်တကယ်ကိုပိုကောင်းတဲ့ကစားသမားတစ်ယောက်ကိုသူတို့အနေနဲ့လိုချင်တယ်။လက်ရှိမှာဒါအသစ်ရောက်လာနိုင်တဲ့ Matthews ခုနကဒါမှမဟုတ် Liam Delap လို့ဒါ Go Twin တည်ကြတဲ့အသင်းမှာဒါကျတော့တရောင်းတနေရာကနေပြီးတော့ကူညီပေးသွားနိုင်မယ့်တိုက်စင်မှုတစ်ယောက်ကို United အသင်းကတော်တော်လေးကိုအလိုရှိ နေတာဖြစ်တယ်။ဒါကြောင့်မလာလို့လာမယ့်နေရာဒီမှာ Rice Wu Huai Lan ကိုတော့ကျွန်တော်မြင်တာပေါ့နော်။ Italy Serie A club တွေကိုသူတို့ရောင်းချသွားဖို့အတွက်ရာဂိုင်းနှုံးနေများနေတယ်။ဒီကိစ္စနဲ့ဆက်ဆက်ပြီးတင်တင်ပြမယ်ဆိုလက်ရှိမှာ Manchester United အသင်းရဲ့လက်ရှိတိုက်စစ်မှုဖြစ်တဲ့ Joshua Zirkzee ကိုတော့ဒါကျွန်တော်တို့ အင်တာမီလန်နဲ့လာမယ့်ညရာဒီမှာတရဝင်ကန့်လန့်သွားလာတဲ့နေဆိုတဲ့သတင်းထွက်လာခဲ့တယ်။အဲ့တော့အင်တာမီလန်အသင်းနဲ့လာမယ့်ညရာဒီမှာဒါဆင်မိုအနီအင်ဇာဂီအသင်းအနေနဲ့ဒါကျွန်တော်တို့အာဂျိုရှူဇစ်ဂီကိုတော်တော်လေးကိုသဘောကျနေတယ်။မန်ချက်စတာယူနိုက်တက်ကဂျိုရှူဇစ်ဂီကိုဒီနှစ်ပိုင်းအစောပိုင်းရာသီအစလောက်ကရောင်းချဖို့အတွက်အစီအစဉ်ရှိခဲ့ပေမယ့်ဂျိုရှူဇစ်ဂီရဲ့တိုးတက်လာမှုကိုအာမိုရင်းကတော်တော်လေးကိုစိတ်တိုင်းကျနေတယ်။ အမိုရီနဲ့ဂျော့ရှွတ်ဇစ်ဂီကိုဒါကျွန်တော်တို့ United အသင်းရဲ့လက်ရှိဒါပိုင်ရှင်နေဖြစ်တဲ့ Ineos အုပ်စုကိုအသင်းမှာပဲဆက်ရှိစီခြင်းနဲ့ဆိုတဲ့ကစားသမားကြီးတယောက်ဖြစ်သူ့အနေနဲ့အသိမှတ်ပြုထားတယ်အဲ့တော့ဂျော့ရှွတ်ဇစ်ဂီကိုတိုင်ကတော့ဒါဘလူးနေလဲဂျော့ရှွတ်ဇစ်ဂီကအရှိကရှင်းတယ် United မှာသူ့အနေနဲ့နောက်ဆုံးချိန်တွေသူက try ခြင်းနဲ့ United ကသူ့အတွက်ဒါကျွန်တော်တို့ final destination ပေါ့နော်ဒါနောက်ဆုံးဒါနေရာတစ်ခု အခု new generation ကတော့ promote လုပ်ပြီးတာမဟုတ်ဘူးဒါကြောင့်ကျွန်တော်ပြောပြအဲ့တော့ဟိုနောက်ဆုံးနေရာတစ်ခုဖြစ်တဲ့ပုံစံမျိုးကိုလက်ရှိမှာသူတို့အနေနဲ့သတ်မှတ်ထားတယ်ကျွန်တော်ဆို zigzi နေနဲ့လက်ရှိမှာဒါကျွန်တော်တို့ Manchester United အသင်းအင်္ဂလန်ကနေပြီးတော့ဒါကျွန်တော်တို့ပြောင်းရွှေ့မှုအတွက်လုံးဝအစီအစဉ်မရှိဘဲနဲ့ အင်တာမီလန်အနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ United C ကိုဒါကျွန်တော်တို့ Euro သန်း40နဲ့45သန်းပတ်ချလဲဝင်းကျင်ကြတဲ့ပထမအဆုံးကမ်းလှမ်းလာဖို့နေတာမှာရှိအဲ့တော့ United အသင်းနဲ့ Joshua Zigzi ကိုလက်ရှိမှာဘလိုနည်းနဲ့မှအသင်းကနေထုတ်ခွင့်မပေးတာမှန်ပေမဲ့ United အသင်းနဲ့ဒီနေရာမှာဒါကျွန်တော်အလဲအလဲတစ်ခုသာဖြစ်ခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ဒါအာ Bastoni ကို United ကယူလို့ခြင်းတယ်အဲ့တော့ ပြောချင်တာကဂျော်ရှူအဇီဂီနဲ့ဘာစတိုနီဆိုတဲ့ဈေးကတော်တော်လေးကိုကွာဟတဲ့ဈေးတစ်ခုဖြစ်တယ်။ဒါပေမဲ့ United ကတော့ရှင်းတယ်။ပြောချင်တာပေါ့မယောင်းယူလို့မဖြစ်နိုင်တဲ့ဈေးကိုတောင်းနေဆိုပုံမှန်တယ်ပေါ့နော်။အဲ့တော့ဒါကျွန်တော်တို့ဘာစတိုနီရဲ့အပြောင်းရွှေ့မှာဒါကျွန်တော်တို့ဈေးဈေးကိုထည့်ပေးလိုက်တဲ့ဆိုတဲ့ပုံစံမျိုးလိုချင်တယ်။ United အသင်းနဲ့လာမယ့်ညတီမှာ center back ကစားသမားအလူရှိတဲ့အသင်းတစ်သင်းဖြစ်တဲ့ကြောင့်ဘာစတိုနီဒါ United အသင်းကိုရောက်ခဲ့မယ်ဆိုရင်တော့ Amorin ရဲ့3 back formation မှာတော်တော်လေးကိုအသက်ဝင်သွားမယ်။ game ကစားကွက်တစ်ခုဖြစ်သွားမယ်လို့ကျွန်တော်တို့အမြင်အမြင်ရတယ်အဲ့တော့ United ကရှင်းတယ်သူတို့အနေနဲ့ Joshua Zirkzee လုံးဝရောင်းဖို့စီစဉ်မရှိဘူးဒါပေမဲ့ အင်တာမီလန်အသင်းနဲ့တော်တော်လေးကိုအလိုရှိနေသဘာဆိုရင်တော့အဖြေကရှင်နဲ့တို့အနေနဲ့ဒါဘာစတိုနီရဲ့အပြောင်းအရွှေ့မှာတစိုက်တည်သားအနေနဲ့အတုံးပြုတ်လိုက်ဒီလိုပုံစံမျိုးကိုတို့ကအတုံးပြုတ်မှုရှိတယ်အဲ့တော့ဒါပေမဲ့အင်တာမီလန်ကလည်းသူတို့ရဲ့အဓိကကစားသမားဆန်တာဘက်ကစားသမားဖြစ်တဲ့ဘာစတိုနီကိုအသင်းကလုံးဝထွက်ခွင့်မပြုခြင်းတဲ့အတွက်ကြောင့်သူဂျောရှုစစ်တီရဲ့ဒီတိုင်းမှာတော့နှစ်သင်းလုံးကသူတို့ရဲ့အဓိကကစားသမားကိုလွယ်လွယ်နဲ့လွတ်လွတ်မှာမဟုတ်တော့ကြောင့်ဒီအပြောင်းအရွှေ့ကတော့ဖြစ်လာဖို့ရာခိုင်နှုန်းများတယ်ဒါပေမဲ့ဖြစ်လာဖို့ရာခိုင်နှုန်းနည်းတယ်ဒါကြောင့်မို့ဂျောရှုစစ်တီကလာမယ့်နေရာဒီမှာမန်ချက်စတာယူနိုက်တက်အသင်းမှာပဲဆက်ရှိသွားဖို့အတွက်ရာခိုင်နှုန်းတွေအများကြီးဖြစ်ပြီးတော့အာမိုရင်းကိုတိုင်ကလည်းလက် ရှိမှာဒါကျွန်တော်တို့ Joshua Zigzi ကိုအသင်းမှာဆက်ရှိစေချင်တော့ဒီအပြောင်းရွှေ့ကဖြစ်လာဖို့အတွက်ရာဂိုင်နှုန်းနေပြီးတော့ Rice Moon Hwanland သာတင်းမြောင်မှုရာဂိုင်နှုန်းတွေများနေတာဖြစ်ပါတယ်ဒါတော့ပါပဲဘလုံးပွဲတွေကိုကြီးရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာကျင်းလူဆိုတာပေါင်းကူညီလို့ရပါတယ်မြန်မာလေးလည်းကလစ်ဖို့မမိကြပါနဲ့အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ DB4U တွေလင်းလေးတွေကိုထည့်ပေးထားခြင်းဖြစ်ကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်မြန်မာလေးလည်းကလစ်ဖို့မမိကြပါနဲ့ အောက်ကကွန်မန်ဒီထဲမှာလည်း youth for media 3.0နဲ့ db4 ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မာပြည်လည်း clip ဖို့မမေ့ကြပါနဲ့ဟုတ်များများ clip မှာမြင်မြင်နိုင်အောင်ဖြစ်ပါတယ်အားလုံးပဲကြိုတင်ပါတယ်ကောင်းမွန်သောဒီနေ့ဖြစ်ပါစုစုမုံကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှ AAC တွေ့ကြတာပေါ့ကြောက်တော့ကွန်ပြူပါဦးဒီပါဗျာအားလုံးပဲကြိုတင်ပါတယ်